။ဘယ်သူဆိုတာမွေးညင်းထူတဲ့မျိုးသမီးပါလေဆိုတော့အဲ့မွေးညင်းထူတော့ကိုနဲ့ထူတဲ့ခါကျရင်အဲ့ဒီကိုရဲ့အမွေးအမြင်နဲ့ဒီအနက်သက်တွေနဲ့ဟိုယူကြထဲမှာသွားရင်ကိုကကိုအရင်ရုံချင်မှုလျော့တယ်။ဘလောက်ပဲလောက်ဝတာငါနဲ့အနက်များထွက်နေလားမသိဘူး။ဒါလိုလေးကြောက်အောင်လားအဲ့မှာအဲ့လိုအဲ့လိုလေးဖြစ်တဲ့အနက်မရှိဆိုကွာအဲ့လိုဘိုးတို့ကြွားလို့ရတယ်ပေါ့နော်။ဒီထဲကကလည်းမဖြစ်တဲ့အရန်ကိုအဲ့လိုအပ်တယ်လို့မြင်ဆိုခံစားရတယ်။ပြန်ထွက်လာတဲ့မွေးညက်တကယ်ကိုနုနုလေးပဲထွက်တယ်။နှစ်ပတ်သုံးပတ်တောင်မှကိုယ့်ရဲ့အမွေးကိုပြန်မမြင်ရအောင်။ အဘိကနီဝိမောဘိကနီဝိတာမှန်ကောင်းတယ်ပေမဲ့ကိုယ့်ရဲ့တကိုယ်ရဲ့တန်ရှင်းမှုရှိတယ်ခါကျကိုယ်ကြိုင်းချင်းနဲ့ကိုပြန်ရရင်စိတ်ကြည်နေတယ်လို့မျိုးပဲကိုယ့်ရဲ့အနာတကကိုပြန်ရရင်အဆင်မပြေဘူးလေနော်ဆိုတော့အဲ့ဒါကကိုယ့်ကိုယ်ယုံကြည်မှုရှိဖို့အတွက်အပေါ့နော်ပြည့်စုံတာလိုအပ်တယ်လို့ခေါ်ထင်တယ် က်သွားဒီမက်သူအမြဲတမ်းသွားနေတဲ့ဒီ limon aesthetic ကလည်းဒီမှာပါဝင်ဖြစ်တဲ့အခါကျတော့မက်သူကဒီ global aesthetic ကိုလာပြီးတော့တက်ရောက်ဖြစ်ပါတယ်ရှင်ကိုတကယ်လုံးတဲ့ဟာဆိုလို့ပြောအားရပါရပြောချင်တာလေနော်အာကိုလည်းတကယ်ဟိုလုံးလုံးတဲ့အရာလေးဖြစ်နေတဲ့အခါကျတော့အားရတေချာလေးပြောပြတာပေါ့အာဒီဟာကဒီ global aesthetic ဒီနေ့ပွဲမှာပါဝင်တဲ့ဒီ limon မှာဆိုအမြင့်တော့ခုနပြောခဲ့သလိုပဲ glow ပေါ့နော် glow glow ဖြစ်တဲ့ heavy ဖြစ်တဲ့ skin အဂလုစကင်ဖြစ်တဲ့ဟာရေတက်ဖြစ်ရလို့မြတ်သွားတော့ခေါ်ပြတော့နည်းနည်းဘိုးလိုပြောရတဲ့ခါကျနည်းနည်းသိရှာထောက်တော့ခါကျတော့ရေတက်ဖြစ်ရ treatment လောက်တယ်အဲ့လိုလုပ်နေရင်လည်းမဒီကအာဒီ Hollywood laser ဆိုပြီးတော့ထွက်လာတယ်ဒီ carbon ပေါ့နော် carbon laser အဲ့တော့အဲ့ခုနပြောလို့ပဲသူကချော့လို့ရတာအမ laser မဟုတ်ပါဘူးအမအရန်ပြော့ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပြောအဲ့ဒါလုံးမရဲ့အချိန်မှာတော်တော်လေးဥပ္ပိတာတယ်အာပြောချင်တာမြတ်သူတွေအပေါ်ကဆဲတွေပေါ့နော်ချောက်နေတဲ့ဆဲတွေရှိအဲ့ဒီဟာမြတ်သူတို့ချွေးပေါက်ကျဲတဲ့လူဆိုတော့ချွေးပေါက်ကျင်းတယ်ဒီ carbon laser ကတော်တော်လေးကို ဟိုကောင်းတာပေါ့နော်အဓိကဖြစ်တဲ့လိုပဲသူကအဲကာဗွန်လေးစားလုံရင်းနဲ့မတော့အဟီးလင်းတွေပါတွဲပေးထားတာပေါ့ဆိုတဲ့ခါကျတော့ဒီကာဗွန်လေးစားလုံပြီးသွားရင်ရေထဲဖြည့်တာပြီးမျက်နှာမှာဆက်လုပ်ပေးတယ်အပြီးတော့ဟီးလင်းတွေအရေးအကြောင်းတွေအတွက်ဟီးလင်းပေါ့နော်အဲ့ဒီဟာလေးရောလုပ်ပေးတဲ့ခါကျတော်တော်လေးကိုအဆင်ပြေတယ်အဲ့တော့ပုံမှန် skin care တွေဝယ်ပြီးတော့မသုံးဖြစ်ဘူးအမတင်ကုန်ရှိမှာပဲများကြီးဖြစ်လာပြီး expire တွေဖြစ်သွားတဲ့သူတွေအတွက်ဆိုမျက်သွားတော့ဒီလိုမျိုးပေါ့နော် aesthetic လိုမျိုးတကယ်ကိုပစ္စည်းမှန်သုံးတယ်တကယ်ကိုအာယုံကြည်မှုအမခံမှုပြေဝ ါးရှိတဲ့အဲ့လိုကလင်းလေးတွေမှာလာပြီးတော့ပေါ့လုံးစေချင်တယ်ဒီနေ့ပုံပုံလောက်တဲ့ဒီကာဗွန်လေဆာပေါ့နော်အဲ့ဒါလေးမြတ်သူကလုံးစေချင်တယ်တတော်လေးကိုတိတိတလာဖြစ်တယ်သူကနှစ်ပတ်နှစ်ပတ်မှတစ်ခါပဲလုံးရတာဆိုအဲ့တော့တတော်လေးမြတ်သူအဆင်ပြေတယ်အဲ့မြတ်သူလုံးဖို့တိုက်တွန်းပါ အဲ့တော့အဆမ်းမလို့ပြောတာဒီဖုန်း clinic ကိမ်းမှာတော့ဒီ assistant ဒီမှာတော့မျိုးစုံရှိတယ်အာခုလိုပေါ့နော်ဟိုနှာခေါင်းမလို့မလားအမဲစီလေးလို့မလားဘေးဒါကတော့ကိုကြိုက်တဲ့ကို choice ပေါ့နော်ကိုလုံးချင်ရကိုကိုကကိုလွတ်လပ်ပေါ်တာလုံးပိုင်ခွင့်ရှိတယ်အာအမြင့်သူအနေနဲ့ကတော့အဲ့ဒီဟာကိုတော့အတန်းကြီးဖုတ်ကတ်ထားပြီးတော့အားပေးရမျိုးမရှိဘူးဒါပေမဲ့အမြင့်သူရောဒီလိုမျိုး aesthetic တွေမသွားဘူးလားမင်းမြင့်သူသွားတယ်ဒါအမြင့်သူကထိမ့်သိမ့်တာမြင့်သူကပြုတ်ပြင်တာမဟုတ်ဘူးပေါ့နော်မြင့်သူကထိမ့်သိမ့်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အာမျက်နာခေါင်းအစခြေဆုံးအကုန်လုံးပေါ့နော်ကိုလိုအပ်တဲ့အရာနှစ်လုံး မျိုးပေါ့နော်အရေးကြောင်းတဲ့ healing လုပ်တာပြီးတော့ဒီတော်တော်အသက်ပြည့်ကြီးလာတဲ့ခါကျဒီစပင်တွေကပါလာတယ်ကျွတ်လာတယ်လူမျိုးစလုံးတွေထုံးပါများတော့အဲ့တော့ဒီစပင်တွေကလေ healing ပေးတဲ့အခါဒီထွက်လာတဲ့မွေးညင်းလေးတွေပုံထွက်လာတယ်ဥယျာပြပုံကျမ်းမာလာတယ်ပေါ့နော်အဲ့လိုမျိုးလေနော်အဲ့တော်တော်ကလည်းအမာရွတ်ဖြစ်နေတဲ့ဟာမျိုးဆိုတော့အဲ့လို healing နဲ့လုပ်တယ်ပေါ့နော်ဆိုတော့အမြင့်တော်ထိမ့်သိမ့်တဲ့အရာတော့ထိမ့်သိမ့်တင်တယ်မြင့်တော်ပြုတ်ပြင်တာအားမပေးပြီမဲ့ဒီလိုမျိုး aesthetic တွေမှာလည်းထိမ့်သိမ့်လို့ရတဲ့အရာတွေအများကြီးရှိတယ်အဲ့လိုထိမ့်သိမ့်နေတဲ့အဲပေါ့နော်ကိုယ့်ရဲ့ life ကိုကိုယ့်ရဲ့ငကိုပုံစံမျိုးလေးမပြတ်အဲပေါ့ เนาะဒါလေးကိုဟိုအရင်တော့ကြည့်တဲ့ဒီပုံလေးပဲအခုဒီပုံလေးပဲပေါ့အဲ့လိုပုံစံမျိုးဖြစ်အောင်တော့ခင်းခင်းလို့ရတယ်လို့ပြောချင်တယ်ဒါတော့အကြိုက်တဲ့သူတော်မူတည်တာပေါ့နော်ဟိုဒါမြေသူကတော့အဲ့ဒါကိုဒီချိန်မှမကြိုက်သေးတဲ့အတွက်အဲ့ဒါယူမြေသူကမကြိုက်ဘူးပေါ့ဒါပေမဲ့အဒီဟန်ကိုကြိုက်တယ်ဒီလိုပြောင်းလဲမှုကိုလက်ခံတယ်ပြောလဲမှုကြိုက်တဲ့သူတွေဘက်ကတော့တောင်းဒါတော့အဒီ clinic ပေါ်မှာဒီ aesthetic ပေါ်မှာသူယူတတ်တဲ့ပုံစံချင်းကွာတာပေါ့မြေသူကတော့ရေတက်ပြရာကြိုက်တယ်အပြီးနောက်နှစ်ချွေးပေါက်ကျင်းတာတွေကိုပြန်ပြီးထိမ့်သိမ့်ကျင်တယ်အဲ့အဲ့ကြိုက်တဲ့သူပေါ့နော်ကြောက်ကြလဲအဲ့လိုကိုညင်တာပြောင်းသွားတာကိုကြိုက်တဲ့သူက ရှိကိုရှိတယ်အဲ့ခါကျရင်လည်းဒါနှစ်သူကမလုံးနဲ့မပြောဘူးလုံးလို့ရဒါပေမဲ့အမခံကျအပြေဝါရှိတယ်ပေါ့နော်ဒီလိုမျိုး global ပေါ့ global aesthetic လိုမျိုးတကယ်ကိုအဘလို့အမခံကျအပြေဝါရှိတဲ့ aesthetic တွေမှာမြတ်သူကလုံးဖို့အတွက်ပဲမြတ်သူကအာပြောချင်တယ်ချုပ်တို့ရှိတယ်အရတယ်လုံးလိုက်ပါဘမဖြစ်ပါဘူးအဲ့လိုမဟုတ်ဘူးကိုတကယ်အမခံကျကိုတကယ်ယုံကြည်လားယုံကြည်ဖို့တက်ကိုကလေးလာရတယ်အဲစုံစမ်းရတယ်အဲ့လိုမျိုးတွေတခြားလုပ်ပြီးမှပဲလုံးစေချင်တယ်ရှင် အာဒီမှာပေါ့နော်ဟဲ့တို့ဒီ aesthetic ကသုံးနေရင်တော့ဆေးရှင်အဲ့အဲ့ဒါရောအလွန်ကျူးလုံးလိုက်ရင်တော့ဒါတော့ခါကြရင်ဘလုံးလားတဲ့ side effect တွေဖြစ်လာတာပေါ့နော်ဆိုတော့မြတ်တို့ကပြောဆို hair mold မှာဆိုလဲအဲ့လိုမျိုးပေါ့အဲ့တို့ဆိုဒါမွေးညင်းထူတဲ့မျိုးသမီးပါတယ်ဆိုတော့အဲ့တော့မွေးညင်းထူတော့ကိုနဲ့ကိုနဲ့ထူတဲ့ခါကြရင်အဲ့ဒီကိုရဲ့အမွေးညင်းနဲ့ဒီအနက်သက်တွေနဲ့ဟိုယူကြထဲမှာသွားရင်ကိုကိုကိုအရင်ရုံရှင်မှုလျော့တယ်လာပေးလာဝတာငါနဲ့အနက်များထွက်နေလားမသိဘူးဆိုတော့လိုလေးကြောက်နေတာလေအဲ့လိုအဲ့လိုလေးဖြစ်တယ်အာ အရင်ဘေးလည်းကောင်းတာအနဲ့မရှိဆိုကွာအဲ့လိုဘူးတကြွားလို့ရတယ်ပေါ့ကွာဆိုတော့အဲ့လိုမျိုးလေးဆိုတဲ့အခါကျဒီမဲကလည်းမြစ်ပြတဲ့ရန်ကိုအလိုအပ်တဲ့နည်းတော့ခံစားရတယ်ဘာဆိုဒီလို private area မျိုးမှာဆိုလည်းဒါတော်တော်လေးကိုမြစ်ပြတလားတခါပေါ့နော်မြစ်တော်လေးမြစ်သမီးကိစ္စတွေမှာဆိုလည်းဒါတော်တော်လေးကိုအလေးအော်ပေါ့နော်ကိုယ်ကလည်းဒါတော့မင်းမျိုးသမီးနဲ့သိပါပါအနန္တတွေအခုခုကိုစိတ်ညစ်ရတယ်စိတ်ဖိစီးမှုတွေများရတယ်ဆိုတော့မြစ်တော်လည်း hero မျိုးကိုလည်းမြစ်တော်ကလုပ်စေချင်တယ်ဘာဆိုတော့ချိုးကတော့ဂျုံရှိတာပဲအဲဂျုံနဲ့ရိတ်လိုက်မယ်အဲဝတ်ရှိတယ်ပေါ့မဟုတ် တူသူကဒီလိုမျိုးဟဲရီမှုလှုပ်ချင်းအားဖြင့်ပြန်ထွက်လာတဲ့မွန်းကြီးကတကယ်ကိုနုနုလေးပဲထွက်တယ်နှစ်ဖက်သုံးဖက်တောင်မှကိုယ့်ရဲ့အမွေကိုပြန်မမြင်ရအောင်ဒီလိုရအောင်ရှင်ရရှင်မမြင်ရအောင်အရင်တော့ဆိုအဲ့လိုထူးထူးကြီးနဲ့ကြမ်းကြမ်းကြီးရနေပြီးတော့မြင်မြင်လေးဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါကို့တကွေးတန်ရှင်းမှုကိုဂယူးဆိုင်တဲ့အမျိုးသမီးကို့လုပ်ငန်းဝင်မှာကို့ကို့ကိုယုံကြည်မှုရှိဖို့အတွက်ဆိုတော့အဲ့ဒါလေးကလုံးကျန်တာပေါ့နော်ဟုတ်ကဲ့အတခြားလူတော့မဟုတ်ဘူးရှင်ရရှင်အာပစ်ကနစ်ဝင်မဟုတ်ပစ်ကနစ်ဝတ်တာမှန်ကောင်းမှန်ပေမဲ့ကို့ရဲ့တကွေးတန်ရှင်း ောင်နော်မြစ်စွာလိုအပ်တယ်လို့ခေါ်ထင်းတယ်ပြီးတော့ကျမ်းမာရေးပေါ့အဲ့ညမှာတန့်ရှင်းနေတယ်ဂျိုင်းနေလို့တန့်ရှင်းနေတဲ့ခါကျတော့ကျမ်းမာရေးအတွက်လည်းတော်တော်နော်တစ်ပတ်လမ်းအဆင်ပြေတော့မြစ်စွာအဲ့လိုမျိုးအားပေးပါတယ်ပါတယ်ဟောနောက်ဒီနေ့ global aesthetic မှာလေအာနောက်ထပ်လုံးမဲ့အစီအစဉ်တစ်ခုရှိတယ်အဲ့လေးပါအကြုံလုံးလေးပြောလိုက်ပါဦးနော်ဟုတ်ကဲ့ရှင်အာဒီ global aesthetic ကနေကြီးမှုပြီးတော့မြစ်စွာတို့အနုပညာပေါ့နော်အနုပညာတွေပေါ့ဒီဥဆောင်လောကအတွက်ပေါ့အာဒီ ဗီဒီယိုရှော့ရှော့ဗီဒီယိုကလစ်လေးလုပ်ဖို့ရှိတယ်ရှင်။နောက်လေးကအခုစပြီးတော့ညတို့တွေဟိုတော့ပြိုင်ပွဲဝင်ခြင်းနဲ့ပြိုင်ပွဲဝင်တွေကိုဖိတ်ခေါ်နေပါပြီ။ဆိုတော့ဒီနေ့ပွဲမှာလည်းဒီနေ့လည်း Global Aesthetic ဖြစ်တဲ့အခါကျတော့ဒီ Global Aesthetic အောက်ကနေပြီးတော့မှအလားတရားနဲ့ယုံကြည်မှုဆိုတဲ့ခေါင်းစဉ်လေးနဲ့ ပေါ့နော်မြင်သူတို့1မိနစ်ခွဲစာ3မိနစ်စာလေးပေါ့နော်အ short click လေးတွေအကိုကအလှတရားနဲ့ယုံကြည်မှုကိုပေါင်းစပ်လိုက်ပြီးတော့ဖြစ်ပေါ်လာတဲ့ကိုယ့်ရဲ့စိတ်ကူးစိတ်ဆန်ဇလန်းလေးပေါ့ရှင်အဲ့ဒါလေးတွေကိုအာပေါ့နော်ဟိုပြိုင်မွေးဝင်မှုတဲ့ပြိုင်မွေးဝင်နေလဲလက်ခံနေပါပြီအဲ့လိုပြိုင်မွေးဝင်နေတယ်မြင်သူတို့ကစီစစ်အကဲဖြတ်မဲ့ဒိုင်းနေရာတွေပါပါတယ်လို့အားလေးကကြုံလို့ပြောတာပါရှင် ကမြစ်စုတို့ပေါ့နော်အဲဒီ global asset မှာပေါ့ဒါဒီမောပေါ့နော်ဒီမော asset ရဲ့ page မှာတော့ဝင်ပြီးတော့ကြည့်လို့ရပါတယ်အဲ့မှာဆိုရင်ဦးမင်းဦးလဲဒါဒိုင်းဖြစ်ပါဝင်မယ်နောက်ပြီးတော့မြစ်စုရဲ့ဒီအမြဲတမ်းနိုင်ငံတကာမှာဖြစ်တဲ့ we are ဆိုတဲ့ပေါ့နော်ဒီဟာပေါ့နော်ဒီမှာဆိုတဲ့ join ရ we are သူကနေလဲပေါ့နော်တကယ်သူကတော့တကယ်ဒိုင်ကြီးပေါ့နော်သူကလည်းဒိုင်ကြီးပါဝင်မယ်တခြားသောပေါ့နော်အဲဒီပါဝင်တဲ့ပညာရှင်တွေကလည်းဒိုင်ကြီးပါဝင်မှာပါရှင်သူက3မိနစ်စာလေးရဲ့5မိနစ်စာလေးရဲ့ပေါ့နော်အဲ့ဗီဒီယိုကလစ်လေးပါအဲ့ဒါတော့အလှတရားနဲ့ယုံကြည်မှုဆိုတာဘလို့မျိုးဆက်ဆက်မှုရှိလဲဘလို့လေးဖြစ်လဲဆိုတာကိုအာတကယ်လူငယ်တွေရဲ့စိတ်ကူးစိတ်တန်းလေးတွေအာကိုကဒရိုက်တာဖြစ်ချင်လည်းဖြစ်မယ်ကိုကဒီဟာကို creation လုပ်တာကိုကလည်းတရုတ်ဆောင်နေပြအဲ့လိုပေါ့ပူပေါင်းပြီးတော့ကိုကိုတိုင်းဖန်တီးမယ်ကိုကိုတိုင်းတရုတ်ဆောင်လို့ဆိုလဲရတယ်ဒါပေမဲ့ကိုကိုတိုင်းဖန်ကိုကိုတိုင်းစိတ်ကူးရှိတယ် ဲ့ဒါကိုကိုငယ်ချင်းနဲ့ပူပေါင်းပြီးတော့ဖန်တီးမယ်အဲ့လိုလေးလည်းရပါတယ်အဲ့အဲ့ဒါလေးကိုလည်းပေါ့နော်ဒီဝါသနာပါတယ်အမှုပညာဝါသနာပါတယ်ဟိုတရုပ်ဆောင်ကြီးပဲမဟုတ်ဘူးရှင်အဲဒီလိုဇလန်းလေးကို creation ကိုရဲ့အစိတ်ကူးစိတ်တန်းလေးတွေကိုပြောင်းတောက်ဝင်ရမယ်အစီအစဉ်လေးမလို့လက်တော်တော့ပြိုင်မိုးဝင်လေးကိုပြိုင်မိုးတက်ဖိတ်ခေါ်ချင်ပါတယ်လို့လုံးလုံးချင်းရှိနေစီဟုတ်ကဲ့ဒီကမှာရှင်ဟုတ်ကဲ့ဒီကမှာ